အားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမယ့်ပုံမြင်လေးကတော့စွန့်ဤကိုစီ ပုံမြင်ပဲဖြစ်ပါတယ်ရှင်တခါတုန်းကနှဆိုင်သော တောဥကြီးထဲမှာဘောကားဆိုသောစင်ကြီးတစ်ကောင်နဲ့ပိုပိုးဆိုတဲ့မြောင်လေးတစ်ကောင်တို့ဟာအချစ်ဆုံးတငယ်ချင်းများဖြစ်ကြတဲ့ဘောကားသည်ကြီးမားသောတပည့်များကိုပင်သူ၏အဆယ်ဖြင့်တူးဆွနိုင်ပြီးနှာမောင်းဖြင့်ပတ်ဆွဲလဲကြအောင် လုပ်နိုင်သောခွန်အားရှိတဲ့ပိုပိုးကလည်းအမြင့်ဆုံးတပည့်ထိတ်မှတည်တည်များ ားကိုပင်လိမ့်မြန်စွာခုဆွနိုင်သောစွမ်းရည်ရှိတယ်။သူတို့နှစ်ဦးနေတိုင်းအစာရှာထွက်ကြတဲ့အခါဘောဂါဟာပိုပိုးကိုသူ၏ကြောပေါ်တွင်တင်ကာတည်တည်များရှိရာသို့ခေါ်ဆောင်သွားတယ်။ပိုပိုးတစ်ပင်ပေါ်သို့တက်ပြီးတည်တည်များကိုခူးပေးပြီးသူတို့နှစ်ဦးသားအတူတကွခွဲဝေစားတော့ကြတယ်။ဒီတည်တည်တွေကအယမ်းချိုတာပဲပိုပိုးရဲ့လို့ဘောဂါကပြောတယ်။ ဟုတ်ပေါ့ဘောကရဲ့အမြင့်ကြီးတက်ခွေရပေမဲ့ပင်မရကျိုးနဲ့ပါတယ်လို့ပိုးပိုးကပြန်ဖြေတယ်။သူတို့နှစ်ဦးဤချစ်ခင်ရင်းနှီးမှုကို မြေခွေးတကောင်က မနာလို့ဖြစ်တယ်။ထိုမြေခွေးဤအမိမာကြီးစာဖြစ်ပြီးသူတို့နှစ်ဦးစိတ်ဝမ်းကွဲအောင်ဘလို့သွေးထွေးရမလဲလို့အမြဲတမ်းကြက်စည်းနေတယ်။ဒီနေ့မှကြီးစာသည်ဘောကစီတို့ချင်းခတ်လာတယ်။ကိုဘောကကြီးဒီလောက်ခွန်အားကြီးရဲ့သားနဲ့မြောက်ကလေးကိုကြောပေါ်တင်ပြီးရှောက်သွားနေရတာမပေမ မ်းဘူးလားဗျာလို့ကြီးစာကပြောတယ်။ငါကတပင်တွေကိုတွန်းလှဲနိုင်ပေမဲ့ အမြင့်ဘော်ကအသေးတွေကိုတော့မခူးနိုင်ဘူးလေပိုပိုလေးကခူးပေးတာဆိုတော့သူ့ပေမန်းမှဆိုးလို့ငါကြောပေါ်တင်းခေါ်သွားတာပေါ့လို့ဘော်ကကပြန်ဖြေတယ်ခမားပိုးပေမန်းလားကြုံမကြည့်ရလို့ပြောတာပါတကယ်ဆို ခမားကပိုးဆန်းဆောင်ရေးရှိတာမြောက်ကသစ်ပင်မော်တခူးယုံလေးဘာမှပေမန်းတာမှတ်လို့လို့ကြီးစာကမြောက်ပင်ပြောဆိုတယ်ကြီးစာရဲ့စကားကြောင့်ဘော်ကသည် သူ့သားလျင်အစွမ်းထက်ဆုံးဟုထင်လာခဲ့တယ် ကြီးစာသည်ဘောဂကြီးအလစ်တွင်ပိုးပိုးထံသို့သွားကပိုးပိုးလေးမင်းကဘောဂကြီးလှည့်စားတာကိုခန်းနေရသူမို့ငါတနာမိတယ်လို့ပြောတယ်မင်းကအလိုမြင်မာတဲ့တပ်ပင်ပေါ်တွေကိုတက်ပြီးအသီးတွေခူးရတာစားတော့မင်းကနည်းနည်းပဲစားပြီးဘောဂကြီးကအဝပြေးစားတာမင်းကခူးရတာနဲ့စားရတာမတန်ဘူးမင်းကဘောဂကြီးထက်စွမ်းရည်ပိုးတာတယ်လို့ကြီးစာကပြောတယ် ်ပေါ်ပေါ်လေကြီးစာအီမြောက်ဝင်းစကားကြောင့်သူကိုယ်သူသာ အစွမ်းထက်ဆုံးဟုထင်လာခဲ့တယ်။ဒါကြောင့်ပိုပိုနင့်ဘောကားတို့သည်ကြီးစာအီသွေးထိုးစကားကို အမှန်ထင်မှတ်ကစိတ်ဝမ်းကွဲလာကြတယ်။သို့သောသူတို့နှစ်ဦးလုံးကဟန်ဆောင်နေကြတယ်။တနေ့တွင်ဘောကားကပိုပိုလေးရေတော်ထဲမှာတည်တည်တော်ရှာရအောင်လို့ခေါ်တဲ့အခါပိုပိုကကျွန်တော်နေမကောင်းဖြစ်နေတယ်။တပင်မတက်နိုင်ဘူးဟုပြန်ဖြေတယ်။ ဘောကသည်ပူပူအမှန်တကယ်နေမကောင်းဖြစ်နေသည်ဟုထင်မှတ်ကသူတကောင်နဲ့အစာရှာရန်ထွက်လာတဲ့ဘောကတော်တဲ့သွားနေစဉ်ပူပူကအချားနေရသွားပြီးသည်သည်များရှာဝေစားတော့ကပြန်လာ၍အိတ်ချံဆောင်းနေလေတဲ့နောက်တနေ့တွင်ဘောကသည်တစ်ဥများသာ တူးလာနိုင်သောအခါပူပူက ဟဲ့ဒါပဲခမရခွန်အားသာကြီးမာတာဘာဆန်းဆောင်ရင်မှမရှိဘူးကျွန်တော်ဆန်းဆောင်ပေးလို့ခမရတတိတွေဝလီအောင်စားရတာမဟုတ်လားကျွန်တော်ကခမရထက်စွမ်းရည်ပိုးရှိတယ်ဟုအပြစ်တင်ပြောဆိုတယ်သူတို့နှစ်ဦးမိသူကစွမ်းရည်ဖို့ရှိဆုံးလေလို့ညင်းခုန်နေကြတာကိုတစ်ခေါင်းနဲ့တွေ့အိတ်နေသောအဖိုးအိုဦးပြောင်စည်းကွက်ကကြားလိုက်တဲ့ ဟဲ့ဟဲ့ဟဲ့ဘောကနဲ့ပိုးပိုးတို့ရဲ့မင်းတို့ညင်းခုန်နေတဲ့စကားတန်ကြောင့်အဖိုးအေးပြက်လိုက်တာဘယ်သူက စွန့်ရဖို့ရှိတယ်လဲဆိုတာကိုမင်းတို့သိကျင်တာမဟုတ်လားအဖိုးဆုံးဖြတ်ပေးရင်လက်ခံပါလားလို့ဥပြောင်ကမေးတယ်ဟုတ်ကဲ့လက်ခံပါမယ်အဖိုးကသူတို့နှစ်ဦးကပြန်ဖြေကြတယ် အင်းလက်ခံတယ်ဆိုရင်အဖိုးစားချင်တာကိုတော့ယူပေးရမယ်။ဟိုးအရှိဘက်ရက်မှာအလွန်မြင်မာတဲ့တရက်ပင်ကြီးတစ်ပင်ရှိတယ်။ဟဲ့ဒီတရက်ပင်ကတည့်တီးမဲ့ကို အဖိုးစားချင်တယ်။ဟဲ့ဒီတရက်ဒီစားပြီးတာနဲ့မင်းတို့နှစ်ယောက်မှာဘယ်သူကစွန့်ရဖို့ရှိတယ်လဲဆိုတာကို အဖိုးပြောပြမယ်လို့ဥပြောင်ကပြောတယ်။ဘောကနဲ့ပိုပိုတို့လည်းဥပြောင်ညွန်ပြတော့အရက်တို့မာနာချင်းပြိုင်ကသွားကြလေတယ်။ လမ်းတွင်မြစ်ကြီးတစ်စင်းကို တွေ့သောအခါပိုပိုကဟင်ဒီမြစ်ကြီးကိုဘလို့ကူးရပါမလဲလို့စဉ်းစားနေတယ်။ဘောကားကမြစ်ကို အလဲတကူကူးဖြတ်သွားပြီးတဖက်ကန်းသို့ရောက်သွားတယ်။ပိုပိုကမွန်မြစ်တဖက်ကန်းတွင်ကျန်းနေခဲ့တယ်။ဘောကားကအတည့်အသီးပင်ကို တွေ့တော်လဲအသီးကို မခူးနိုင်ပဲမြစ်ကို ပြန်ကူးလာရတယ်။ ကဲပိုပိုလေငါကြောကုန်းပေါ်ကို တက်လို့ဘောဂါကပြောတယ်ပိုပိုလေဘောဂါကြီးကြောပေါ်သို့တက်လိုက်သောအခါဘောဂါသည် မြစ်တစ်ဖက်ကန်းသို့ကူးပုတ်ပေးတယ်တရက်ပင်ရှိရာသို့ရောက်လျင်ပိုပိုကမြင်မသောတစ်ပင်ထိပ်မှတည်သည်မဲ့ကိုတက်ခူးတယ်ထိုနောက်သူတို့နှစ်ဦးသားတည်သည်ကိုယူ၍ဥပြောင်စည်းခွဲရှိရာသို့ပြန်လာကြတယ် ကဲဘောကားနဲ့ပိုပိုတို့တင်တို့ တကောင်ချင်းစီမှာဆွဲရည်ကိုစီရှိကြတယ်ဆိုတာဒီခီးစင်ကတင်တို့ကိုအပြေပေးလိုက်ပြီးမဟုတ်လားဘောကားကမြစ်ကိုဖျက်ကူးပေးနိုင်ပေမဲ့ ပိုပိုကတက်ခုမပေးရင်တည့်ရသည်ကိုရဖို့မလွယ်ဘူးပိုပိုကလည်းဘောကခမလာရင်မြစ်ကိုဘလို့ကူးမလဲလို့ဥပြငါရှင်းပြတယ်ဟုတ်ကဲ့သဘောပေါက်ပါပြီအဖိုးဟုဘောကနဲ့ပိုပိုတို့ကကြပြိုင်နဲ့ပြန်ဖြေကြတယ်သူတို့နှစ်ဦးလည်းရခင်ကားကဲ့သို့တဲ့ဒီများအတူတကရှာဝေစားတော့ကြရင်တသက်လုံးချစ်ခင်စွာနေထိုင်သွားကြတော့တဲ့ ပုံမြင်လေးရတော့ဒါပါပဲရှင်အဆုံးထိနာဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်